မြန်မာနိုင်ငံမှာကုန်ထုတ်လုပ်မှုဥဆိုင်နေခြင်းကမေလာအထိတိုးချဲ့လာနေကြောင်းလန်ဒန်ခြေဆိုင်စီးပွားရေးဆိုင်ရာသုတေသနအဖွဲ့ S&P Global ရဲ့ဂျွန်လာထုတ်မြန်မာထုတ်လုပ်မှု PMI စက်တမ်းမှာဖော်ပြထားပါတယ်။ထုတ်လုပ်ရေးကဏ္ဍအတွင်းလုပ်ငန်းလည်ပတ်မှုအခြေအနေတွေဟာမေလာမှာပုံမှုယိုရင်းလာခဲ့ပြီးဝယ်လိုအားပုံမှုဆိုးရွားမှုနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်ထုတ်လုပ်မှုအဆင့်တွေ short ချခဲ့ရတယ်လို့ဆိုပါတယ်။ ဧပြီလမှာကြုံတွေ့ခဲ့ရတဲ့ငလင်းနဲ့တက်ဆိုင်တဲ့အနောက်ရှက်တွေနဲ့နှိုက်ရှင်ရင်လဲထုတ်လုပ်ရင်းနဲ့အလုတ်အစ်တစ်မျိုးစလုံးမှာရော့ကျနှုံတွေဆက်ရှိနေခဲ့ပါတယ်ငွေချေဖောင်းပေါမှုဖီအားတွေကမေလမှာတက်တာလာခဲ့ပြီးကွန်ပျစီပြက်လက်မှုနဲ့တက်ပိုးစရိတ်မြန်မာချင်းကအတုံးစရိတ်တွေကိုပို့မှုများပြစေချောင်းလုပ်ငန်းကြီးအချို့ကမှတ်ချက်ပြုကြပါရီဝဲလိုအားဆက်လက်ကြာစင်မှုကကုန်ကျစရိတ်ဖီအားတွေကိုတက်တာစေခဲ့ပါတယ်လို့ S&P Global မှာစီးပွားရေးပါတကူမိုင်ယာဘလော့ကပြောပါရီ ကော်ထုတ်လုပ်ငန်းကြီးတွေဟာမေလမှာလုံတာအင်အားစုအရေးအတွက်ကိုထိန်းထားနိုင်ဖို့ထပ်မံရုန်းကန်ခဲ့ရပြီးမတိမငိမ့်ဖြစ်နေတဲ့အလုတမဈေးကွက်တစ်ခုကိုညှို့ပြနေကြောင်းစစ်တမ်းမှာဖော်ပြထားပါတယ်နိုင်ငံတော်ဝန်ကထုတ်လုပ်သူတွေအနေနဲ့လာမယ့်နှစ်မှာထုတ်လုပ်ရေးအပေါ်အကောင့်မြင့်တဲ့သဘောထားကိုဆက်လက်ပြသခဲ့ကြပြီးယုံကြည်မှုအဆင့်ကအရင်လာနဲ့နိုင်ရှင်ရင်အနေငယ်အားကောင်းလာတယ်လို့သိရှိရကြောင်းပါခင်ဗျာ